အမေကြီးကဂရုံတုံးမိထားပါပြီခင်ဗျာအမေကဂရုံနှစ်ဖြုတ်ပါပါကံကုံတော့မဲလို့ယူစားထားတဲ့အချိန်မှာယူစားချင်တာတွေကျွန်တော်ပြေးလိုက်တယ်သူတောင်းတာအကုန်ကျွေးတယ်ဘာဖြစ်လို့ကံမကုံရင်ကျွေးရတာကံကုံကမှခေါင်းငါမှပကံများလက်ထည့်ပြီးတော့ထားတာလို့ပွဲစိတ်တိုင်အောင်မိသားစုဝင်များခင်ဗျာဒီပိုလေးကိုမြင်ကျွန်တော်ဆက်သွယ်ပြီးပါလို့ လာပါမွေး channel ကိုကြိုဆိုလိုက်ပါတယ်မိုးဒီနေတိဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဘကုံးမြို့ကတထိတ်သမီးចောင်းဆီယာမကြီးကအခုဆိုလို့ရှိရင်လမ်းပေးအိမ်လမ်းပေးစားပွားကနေဒီသူ့ပါနိုင်ကိုညီမအတင်းကနေပြီးတော့ပြုစုဆောက်ရှောက်ရှာလို့အရန်လက်ကျမ်းမာနေပြီ ဒီဇိုင်းကလာအနေထားတွေလည်းပြောင်းသွားပြီးကြည့်လို့လည်းရမ်းကောင်းနေပါတော့။အခုဆိုလို့ရှိရင်ဒီသူပါနာရဲ့ကုညီမှုအတင်းအနေပြီးတော့ဒီအမေကြီးကမိသားစုကိုအမှားစကားပါလိုက်တဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါတယ်ပေါ့နော်။ကြည်တယ်မျိုးတွေလည်းဘုဒ္ဓတာတင်ကန်စာရအောင်လို့ပြန်လည်းမျှဝေလိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်။အေးဟုတ်ပြီ။နေစိုက်ပြန်ပါလိမ့်ပေါ့။ဒီနေ့ရခဲ့တာနော်နော်ပြီးသွားပါဘယ်နေတော့ပြည်နေမှာပါ ဟုတ်ပါဘူးလည်းမညာဘူးဟုတ်ပါစစ်ကြံတယ်ကမာဟုတ်ပြီပါဟာကိုလေးလေးတက်ခါလာနင်းနေလားနင်းနေလေးတက်ခါလာနင်းနေလေးတက်ခါလာကိုမောင်ကိုမောင်လာထမင်းဝင်နိုင်နေပြီနော်ဟဲ့ဒီလဲတော့ဟိုလဲတော့လာတမန်အေးတော့လဲတော့ဟုတ်ဥမာဥမာလေးတက်ညေးလုပ်ပေးနေတော့ပါ ီမှာစားမလားဒီမှာစားမှာဒီမှာစားမလားဟုတ်ပြီစားပြီစင်ပြေးတယ်မှာစားအမေကိုပေါ့လမ်းလျှောက်လိုက်နော်လမ်းလျှောက်ပြီးတော့စားအဲဖနက်အစ်လေးစီးလိုက်အဲဖနက်အစ်လေးနဲ့မရပြချက်ဟုတ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 ်အမေရတိုင်းလာနေသမယောအမေရတော့ရောတယ်အေးရောတယ်

နော်ဒီမှာတော့တူပါနိုင်ပြီမမတွေအိုင်းလို့ပြနေပါတယ်။ဟာမင်းလို့မလာအောင်သိချ။ဟမ်နောက်ဘောလိုက်ဝတ်အောင်တွေရလဲလူတို့ပြင်းတာ။ share ပဲ။ဘောလက်စုပ်တွေရောလက်ကောက်တွေရောဘောကကိုသေးတော်ချမ်းသာတွေ။ကြီးအောင်ဆိုလို့အောက်ပေါက်ွက်ခဲ့တာ။ဟာကွက်တီးတွေမြင်းကြီးအောင်နဲ့ကဲဒီမှာမြင်းကြီးအောင်နဲ့ဘောအုပ်ထုတ်အဲ။အဲစောင်းလိုက်ပါဦးပါမြင်းကြည့်အောင်လေးရမှာအဲဟုတ်ပါအဲရှယ်ရဲဆက်ပြီးွားတော့

ဒုက္ခပဲလူတွေရလဲမရှိဘူးလေအမအေးမရှိနေတာလာယူရနေမှာပေါ့အမလည်းဥပမာတော့လေအေးမနဲ့ကြော်တာရှိတယ်လေလိုင်းဝါကြီးနဲ့တငငချင်းမိတ်ဆွေညီကောင်မမအများအားလုံးပဲမင်္ဂလာပါ မင်္ဂလာသတင်းလေးပြောကြပေးခြင်းလို့ပါကျွန်တော်တချိန်ကကိုကြီးဆောက်ရောက်ခဲ့ဘူးတဲ့အမေကြီးကတော့ညီမကြီးလည်းကောင်းနေပါတယ်အခုအမေကြီးကို ပရာယာညီဘုံများ ဖြစ်တဲ့အကိုအမများကတော့အမေကြီးကိုဂရုံးတုံးမိထားပါပြီခင်ဗျာအမေဂရုံးနှစ်ဖြောက်ပါပြီနော်ကျမရေကောင်းမှုရှိပါတယ်ကျွန်တော်ကလည်းမအားသေးလို့အမေရှိတော့ကျွန်တော်မသွားပြစ်ပါဘူးခင်ဗျာနော်အာကျွန်တော်အားပြစ်တဲ့ချိန်ညရင်လည်းအမေရှိသွားပြီးတော့တစ်ချိန်တကာလောက်တော့သွားထက်ရောက်ပြီးတော့ပြုစုပေးအောင်မယ်လို့လည်းပြောကြပြန်ရကျွန်တော်ပြုစုဆောက်ရောက်ခဲ့တဲ့ဒီအမေကြီးကတော့လက်ရှိမှာဒီမှာဂရုံးလေးနဲ့ဖြောက်ပါပါပြီဆိုတဲ့အကြောင်းလေးပြောပြပေးခြင်းလို့ပါခင်ဗျာ အဖမိသားစုညီမစီလို့လဲစုပေါင်းမိပါတယ်။ဘာလို့လဲဆိုတော့အဖအရင်နဲ့ဆိုင်အများကြီးပြန်ကောင်းလာပါပြီ။မိုးတဲ့ရေထဲမှာအိတ်ရလို့အောက်ပိုင်းကနည်းနည်းမလှုပ်ချင်လို့ဖြစ်တာ။ဒီမှာယူနေပြောမယ်ဆိုရင်အေးပက်ပြီးနည်းနည်းခြိသွားလို့ဖြစ်သွားတာပဲနော်။အခုဒီနောက်ပိုင်းတော့တော်တော်ပြန်ကောင်းလာပါပြီ။အခုဆိုလမ်းလေးပါလိမ့်ကြောင်းပြန်ရှောက်နေပါပြီ။သူကသူပြောတဲ့နည်းထကြည့်နေဘူး။ထနိုင်ဘူး။ ထင်တာမျိုးပေါ့နော်။ပါတော်တော်ပြန်ကောင်းလာပါပြီ။အဲ့တော့ကျွန်တော်ပြောချင်တာကဘွားရမိသားစုဝင်လို့ကျွန်တော်ဒီပို့လေးပြင်ကျွန်တော်ဖုန်းနံပါတ်လေးဆက်သွယ်ပေးကြပါ။ဘာလို့ကျွန်တော်ဒီလိုတောင်းဆိုတာလဲဆိုတော့ဘွားကံမကုန်ငင်လေးမှာမိသားစုပြန်ဆုံသိခင်ပါတယ်။ဘွားပြောတဲ့ကနားထောင်နေပါပြီ။နော်ကျွန်တော်တို့ပြောတော့တော့ပြောတဲ့ကနားထောင်နေပါပြီ။သူကပထမဦးဆုံး သူ့ရဲ့အလိုလိုက်ရတယ်သူ့အလိုလိုက်ပြီးရင်ကျွန်တော်တို့ပြောကျွန်တော်ပြောပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့တဆိုင်ရင်မိသားစုလေးနဲ့ပြန်တွေ့ပြီးတော့စေဝါလေးနဲ့ပြုစုနေမယ်ဆိုရင်ပို့ပြီးပေါင်းပါတယ်ပါလေအသက်ရှင်မယ်လို့ကျွန်တော်ထင်ပါတယ်နော်ဒါမှမဟုတ်ဒီလိုပဲဆိုရင်လည်းကျွန်တော်တို့ကဒီလိုပဲပြုစုနေမှာပြုစုနေရမှာပါပဲကျွေးနေရမှာပဲလုပ်ပြီးနေရမှာပါပဲနော် ဖွားယုံမိသားစုဝင်တယောက်ကဒီပို့တွေ့ပြီးဒီကျွန်တော်ပြောတာကိုတွေ့ပြီးကျွန်တော်နဲ့နှစ်ယောက်ဆက်သွယ်ပြီးတော့စကားတွေပြောချင်ပါတယ်နော်ကျူကြောင့်လေးတွေပြောချင်ပါတယ်ဘာဖြစ်လို့တော့ခုနပြောလို့ပေါ့ကျွန်တော်မိသားစုနဲ့ဖွားယုံမိသားစုလေးနဲ့ဖွားယုံကျမ်းမာကြီးလေးပို့ပြီးဂယူဆိုင်စေချင်လို့ပါကျွန်တော်တို့ဂယူဆိုင်ကြတဲ့သူမိသားစုဝင်ဆိုရင်ပို့ပြီးဂယူဆိုင်လားဆိုတော့ဒီရဲ့ချက်လေးနဲ့ကျွန်တော်ဒီပို့တင်လိုက်တာပါနော် တော့အဖရဲ့ရှင်မြူနီသာတော်သူများမှတဆင့်အဖရဲ့ရှင်မြူများသိရှိခဲ့ရင်ကျွန်တော်ဖုန်းနံပါတ်လေးကိုဆက်တော်ပြပါကျွန်တော်ဖုန်းနံပါတ်ကတော့၄နှစ်၈၃ကို၄နှစ်၄ဖြစ်ပါတယ်နော်၃ညာကို၄နှစ်၈၃၃ကို၄နှစ်၄သူပါနာမှုနဲ့လူမှုကွန်ရက်အတွင်းအကူမျိုးကလျာဏီရက်ကွက်အနော်ရထာလန်းနော်အဲဖုန်းလေးကိုကျွန်တော်ဆက်တော်ပြပါ ွာကျမကြီးတော်ပြန်ကောင်းလာတဲ့အတွက်ကျွန်တော်ဒီစကားပြောတာပါအရင်တိုင်းဆိုရင်တော့ပြောပြမှာမဟုတ်ပါဘူးသူကတော်တော်ပြန်ကောင်းလာပြီတော်တော်လေးစားလာပြီသူ့အလိုတော့လိုက်ရတာပေါ့ကံကုံတော့မဲလို့ယူစားထားတဲ့အချိန်မှာယူစားချင်တာတွေကျွန်တော်ပြေးလိုက်တယ်ပေါ်တင်မှာပြေးလိုက်တယ်အခုဒီရက်တည်းဆိုရင်တပြက်တည်း တပြက်တီလာတပြက်စီလာတပြက်တီလာတော့မသိဘူးပေါင်းတာဝယ်ပေးပါကျွေးတယ်နော်တွင်းသည်မနေရတော့ဒီမျိုးကျွေးတယ်မွေးငါကျွေးတယ်ခေါက်ဆဲကျွေးတယ်သူတောင်းလာတာအကုန်ကျွေးတယ်ကျွေးတယ်ဘာဖြစ်လို့ကံကုန်ရင်ကျွေးရတာကံကုန်ကမှခေါင်းငါမှပကံရဲထည့်ပြီးတော့ထားတာလို့ကိုယ်စိတ်တိုင်အောင်ဖတ်တယ်လားနော်အဲ့တော့ဘာတော်တော်ကျမကြီးပြန်ကောင်းလာပါပြီ တော်တော်လေးစကားပြောစွာအစအနေတိုင်းရင်ကျေးတိမ်မှုလာပါပြီအဲ့တော့သူ့ပူပြီးနှွေးထွေးစေချင်လို့မိသားစုဝင်များခင်ဗျာဒီပူလေးကိုမြင်ကျွန်တော်ဆက်သွယ်ပြပါလို့ပြောကြရင်ညီကုန်းချုပ်ပါတယ်ဟုတ်ကဲ့ပါမျိုးတွေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီဖွဖွားကြီးကအခုဆိုရင်တတ်တတ်မမတ်ကိုဖြစ်နေပြီပေါ့နော်ကြည့်ပြီးတော့လည်းပီတိဖြစ်ရပါတယ်ဒီသူပါနိုင်ကိုညီမအတင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ် အခုဆိုလို့ရှိရင်ဒီအမေကြီးရဲ့မိသားစုကိုဒီအကိုကနေပြီးတော့အမှားစကားပလိုက်တာပဲဖြစ်ပါတယ်အခုကြည့်နေတဲ့အမျိုးကြီးတက်မှလည်းဒီအမေကြီးနဲ့တည်တဲ့သူတွေရှိခဲ့တော့ရှိရင်ဒီဗီဒီယိုလေးကိုမြန်မာလေးလိုက်ရင် share လေးလောက်သွားပြီးဖို့တောင်းဆိုပါတယ်ဒါမှလည်းသူ့မိသားစုတွေသိမှာပေါ့နော်သူတို့ရဲ့ထင်မြင်စัจချက်ကလေးတွေကိုလည်းဗီဒီယိုလေးရဲ့အမှာ comment လေးတွေရိုက်ခဲ့ပြီးလို့ရပါရဲ့ရှိနောက်ထပ်လည်းမုဆလီတရီနေဟာတာဗီဒီယိုဘူးတူတာရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်လိုက်တင်ဆက်ပေးသားမှာမို့မိုးချန်နယ်လေးကိုလိုက်ရင် screen နဲ့တောက်ဖို့တောင်းဆိုပါရဲ့ရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တာ